ခုကရင်နားကျင်လို့မဟုတ်ဘူးဒါမှကန်အားကိုအဲ့လိုမျိုးကိုဟိုနားခွင့်ပြလိုက်တဲ့သဘောဖြစ်သွားတာပုပလင်ပြောရင်ဟိုရင်ကောင်လေးနဲ့ဟိုပြတ်သွားတယ်အခုချိန်ဒီ AC ပဲအဲတယောက်တည်းဘာမှကိုမရှိတာဟိုကျွန်တော်ကတော့မူဖွန်လောက်ဖို့ခက်တဲ့ထဲမှာပါတယ်အရင်နောက်ကိုအဲ့အသိမလိုက်သွားဘူးပေါ့အရင်ထဲမှာပဲချင်းချင်းနေလိုက်တယ်သိရမလားလူပြိုးပြိုးမများတယ် ကျွန်တော်ကမထင်မှတ်ပဲဘန်ကောက်မှာလည်းတနေ့လောက်ကြာသွားတယ်အဲပြန်ဦးတော့လည်းပြန်လုံးမယ်လုံးမယ်နဲ့အဲလို့ပြောင်းနေရပါတော့အခုတော့ပြန်တော့စတယ်ဗျဟာအဲအဲ့လိုတော့အများကြီးတော့မရှိဘူးနေချင်းတော့ရှိတယ်ဒါပေမဲ့ကျွန်တော်ကလည်းပြန်လာလို့ပြန်လာလို့နေပါတော့အဲအဲ့နည်းနည်းကြာသွားတာပေါ့အဲမပြောရလို့လည်းအဲအေးပေါ့အေးပေါ့အဲ့လိုလည်းပြောလို့ရပါတယ်ဟိုမထင်မှတ်ပဲနဲ့ဟိုလိုသွားဖို့စီစဉ်လည်းမရှိဘူးနဲ့လीအဲ့လိုဖြစ်သွားတယ်ဆိုတဲ့အခါကျတော့အာအခုတော့အလုပ်တွေပြန်လုပ်ဖို့ကျွန်တော် အစင်းသိတော့ဖြစ်နေပါရဲ့ဟာအဲကျွန်တော်မကြခင်တချင်းသစ်တွေထွက်ဖို့ကျွန်တော်ပြင်ဆင်နေရဗျာအဲဟုတ်တယ်တချင်းသစ်ထွက်ပြီးရင်ကျွန်တော်ဇလန်းရွဲဖြစ်မလားရုပ်ရှင်ဖြစ်မလားမသိဘူးအခုအဲဇက်တော့ကျွန်တော်လုံနေဗျာတချင်းကကျွန်တော်ကအခု၃ဘုတ်ရှိရပေါ့နော်ထွက်ဖို့အဲ၃ဘုတ်ထွက်လာမယ်အဲအချစ်တချင်းလေးလည်းပါမယ် motivation song လည်းပါမယ်အဲနောက်တစ်ဘုတ်ကတော့ကျွန်တော်ရွေးချယ်နေတော့မလို့ပြောလို့မရသေးဘူးဗျာအဲ့လိုတော့မဟုတ်ဘူးတစ်ဘုတ်ပြီးတစ်ဘုတ်ထွက်လာမယ်ပေါ့အဲအေးပေါ့အဲ့လိုပဲသွားမှာပေါ့ကျွန်တော် YouTube ရှိမယ် အဲဒီ Facebook တော့အဓိကဒါဒါပဲသွားမှာပေါ့ကျွန်တော်ရှစ်မှာအခွေလဲထွက်ထားတယ်လေဟိုပရိသတ်ကတော့တခြင်းနဲ့ပတ်သက်ပြီးတော့လေဟိုအများကြီးတီးတဲ့ပရိသတ်တွေရှိပါတယ်ဒါပေမဲ့ကျွန်တော်ကြားထဲမှာမထွက်တာလဲတော့ကြာပြီအာ9နှစ်လောက်ရှိပြီပေါ့နော်အာဇာလန်တွေမြိုက်တာဆိုလို့ရှိရင်လဲကျွန်တော်9နှစ်ကျော်10နှစ်လောက်ရှိပြီဗျဟိုကြားထဲမှာကကျွန်တော်ကအာကိုဗစ်မတိုင်ခင် လောက်တည်းကဟိုမရိုက်ဖြစ်တော့ဘဲနဲ့ကိုဗစ်တွေဖြစ်တယ်အဲဒီလိုမျိုးစုံဖြစ်တဲ့ခါကျတော့ကျွန်တော်ကလုံမဲ့လုံမဲ့နဲ့အเจ้าမျိုးမျိုးကြောင့်ကြမ်းကြွားရတယ်ပေါ့ဗျာ ဟိုပြန်လုံးမယ်ဆိုတဲ့အချိန်မှာလည်းနိုင်ငံခြားရောက်သွားတယ်အဲ့လိုဆိုတော့ကျွန်တော်အနေနဲ့အများကြီးပြိတ္တနဲ့လည်းအများကြီးဆက်ပြတ်သွားတယ်ဆိုတော့ဟိုအခုကတော့အာပြန်လို့ရှင်စိတ်ကလည်းအဲကျွန်တော်နည်းနည်းပြင်းပြပြဖြစ်နေပါဘောနော်အဲကြောင့်ကျွန်တော်အခွင့်အရေးတွေကလည်းပြန်ပြီးတော့ရောက်လာတဲ့အခါမှာပြန်လုပ်ဖို့ကျွန်တော်ကြိုးစားနေပါတယ်ဟုတ်အရင်တော့ကျွန်တော် MRD4 နဲ့ပဲကျွန်တော်ဇာလန်ရက်ရိုက်ခဲ့တော့လीရှင်းမာကအဲကျွန်တော်ရိုက်ဖို့ပြောထားတာကအဲ့လိုမျိုးကိုဗစ်မတိုင်ခင်လောက်တည်းစီစဉ်ထားတာရှိတယ်ဒါပေမဲ့ ိုမျိုးစုံပေါ့ဗျာဟိုမျိုးစုံဖြစ်တော့ကျွန်တော်မရိုက်ဖြစ်ခဲ့ဘူးဆိုတော့အခုကတော့အမ်ခေါင်းဆောင်မင်းသားနေနဲ့ကျွန်တော်ပြန်ဗဇလန်ဒရီကပြန်စမယ်လို့ပြောလို့ရပါတယ်။တချင်းကလည်းကျွန်တော်ထွက်ဖို့ကအဲ့ဒီတည်းက2020လောက်တည်းကကျွန်တော်ထွက်ဖို့စီစဉ်ထားတဲ့တချင်းတွေရှိတယ်။ဒါပေမဲ့အဲ့လိုပေါ့ဟိုခုနပြောသလိုဟိုအကြောင်းမျိုးမျိုးကြောင့်ပေါ့နော်အခုမှအချိန်တန်လာလို့ပြောလို့ရပါတယ်ဗျာ။ခံမဲ့ရလို့လည်းမဟုတ်ပါဘူး။အဲ့စကားကြီးပါတယ်ပေါ့နော်အဓိကတော့ဟိုပါပေါ့အနုပြာသမားတယောက်နေနဲ့ဟိုအဆက်အသွယ်ပြတ်သွားတယ်လဲကြာပြီဆိုတော့လေ အဓိကတော့ဟိုကြားထဲမှာလှုပ်ရှင်ခဲ့တယ်ပေါ့ဒါပေမဲ့အကြောင်းမျိုးမျိုးကဖန်တော့ဟိုတချင်းတွေလည်းမထွက်ဖြစ်ခဲ့ဘူးဇလန်းရိုက်ဖို့လည်းဟိုအခွင့်ရတော့လာတော့လာတယ်ကျွန်တော်စိတ်တမ်းမကြလို့လည်းကျွန်တော်မြိုက်ဖြစ်ခဲ့တာလည်းပါပါပေါ့နော်အခုကတော့ဟို producer လည်းကိုကိုရိုင်းကန်လန်းလာတယ်ကျွန်တော်ရရှင်တဲ့ဇက်လည်းဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ပြန်ရိုက်တော့မယ်ဟုတ်အာဘာသာရေးအခြေခံတဲ့ဇက်ဖြစ်မယ်ဗျအာဒါကကျွန်တော်တိကျတော့ခုမပြောသေးဘူးဗျအဲနောက် တကယ်ရိုက်ဖြစ်တဲ့အခါကျမှနှစ်ကွန်းလောက်မှဖြစ်မှာတင်တယ်ဗျအဲ့ခါကျမှကျွန်တော်အတခြားပြန်ပြောပါမယ်ခင်ဗျဟုတ်ပါတယ်ကျွန်တော်ခေါင်းဆောင်မင်းသားအနေနဲ့အခုအာပြန်ရိုက်ဖြစ်မှာခင်ဗျဟုတ်ဟုတ်အခုကတော့ဇန်နဲ့ဇန်ညုံးပိုင်းကိုကျွန်တော်တို့လုပ်နေပါတယ်ခင်ဗျအာပြင်ဆင်မှုအနေနဲ့ကတော့ကျွန်တော်ကဒီဇက်ရိုက်ရှင်တွေကတော့ကြာပြီအကြာပြီဆိုတော့ကကျွန်တော်2020အလောက်တည်းကအဲ့ဒီကပေါ့နော်အဲ့2020လောက်တည်းကကျွန်တော်တချင်းတွေရောမီနီယာဘန်ထွက်မယ်ဆိုပြီးတော့ကျွန်တော်စီစဉ်ထားတဲ့တချင်းတွေရှိတယ် အဲရရှင်တဲ့ဇက်ရှိရပေါ့တော့အဲအဲ့ဒါကြီးကဒီဒီဒီနှစ်မှာအခုမှအချိန်ပြန်ကျလာတဲ့သဘောပေါ့ကျွန်တော်တော်တော်လေးတော့စောင့်လိုက်ရတယ်ခင်ဗျအဲအေးပေါ့အဲ့လိုတော့ပြောလို့ရပါတယ်ဒီနှစ်ဒီနှစ်ကတော့အကုန်တော့မဆိုနောက်နှစ်လို့ပြောလို့ရပါတယ်ဟုတ်ကဲ့ပါပရိသတ်တွေကလည်းလာပြောရတယ်ခဏခဏလေးမျိုးဟိုပြန်မလုပ်တော့ဘူးလားအရန်ပြောင်းနေတယ်ပေါ့နော်မျိုးစုံတခြင်းတွေလည်းထွက်ပါဦးအဲဒီဇလန်တွေလည်းပြန်ရေးပါဦးလို့အများကြီးတော့လာပြောကြတယ်ဒါပေမဲ့ဟိုကျွန်တော်ရဲ့ကံကအဲ့လိုမျိုးပေါ့နော်ဟိုရက်နေရမယ့်အချိန်တွေမှာဖြစ်ခဲ့တော့ အခုတော့ရွှေ့ရမှာပေါ့ဗျာဟုတ်ဟိုပြောချင်ပါတယ်ဟိုကျွန်တော်အမြဲတမ်းဟိုချိန်နေကြာကြီးအပေးနေခဲ့ကြတယ်ပြည်သက်တွေအများကြီးရှိပါတယ်ဟိုအဓိကတော့ဟိုပြောချင်တာဟိုလှက်လိုက်လဲလဲပေါ့နော်ရင်းနေရတယ်တကယ်ကျေးဇူးတင်ပါတယ်လို့ပေါ့နော်ဘာလို့လဲဆိုတော့ဟိုကျွန်တော်ကကြားထဲမှာအများကြီးခုနပြောသလိုနားနေခဲ့တယ်ဗျာနားနေခဲ့တယ်ဆိုတာဟိုကုကရယ်နားကျင်လို့မဟုတ်ဘူးဒါမှကန်အားကိုအဲ့လိုမျိုးကိုဟိုနားခွင့်ပြလိုက်တဲ့သဘောဖြစ်သွားတာဟိုသိရမလားရှင်းပါလေအများကြီးလောက်ခဲ့ရတော့လည်းမဟုတ်ဘူးဒါပေမဲ့ကိုကရင်တော့ဇလန်းတွေရိုက်တဲ့ အဲတရုတ်ဆောင်ဆိုတဲ့ခါကျတော့ MRT4 နဲ့လည်းအဲကျွန်တော်ဆက်မရိုက်ဖြစ်ခဲ့ဘူးဒီရုပ်ရှင်ဘက်ကလည်းအဲ့လိုမျိုးဟိုရိုက်ဖို့အများကြီးပြင်ဆင်ခဲ့ပြီမရိုက်ဖြစ်ခဲ့ဘူးပေါ့နော်ဒါပေမဲ့2020လောက်မှာကျွန်တော်အကုန်လုံးကကျွန်တော်ပြန်ပြီးတော့တခြားပြန်ကြိုးစားမယ်ဆိုတဲ့အချိန်မှာအကိုပိတ်ကလည်းဖြစ်သွားတော့အခုချိန်ထိကိုပေါ့နော်အေးအဲ့လိုလိုဒါပေမဲ့အခုမှကဲအဲ့လိုမျိုးမင်းပြန်လောက်တော့ဆိုတဲ့သဘောအနေနဲ့အဲကျွန်တော်အခွင့်အရေးပြန်ပေးတာခင်ဗျအော် single ပါပဲ single ကတော့ဟိုပုပလင်ပြောရင်အရင်ကောင်လေးနဲ့ဟိုပြတ်သွားတယ်အခုချိန်ထိ AC ပဲ အဲတယောက်တည်းဘာမှကိုမရှိတာမထားဖြစ်တာပေါ့နော်အေးအေးစမ်းနဲ့ဟို AC ပဲခုကြရစီပါဘူးပလင်ပြောရင်ကျွန်တော်အားပြန်ပြောကျွန်တော် ပြောကျွန်တော်ဆိုတာအေးပေါ့အနေချင်းပေါ့နော်ဟိုကျွန်တော်ကတော့မူဖွန်လောက်ဖို့ခက်တဲ့ထဲမှာပါတယ်ပါတယ်ဆိုတာဟို AC သမားလည်းဖြစ်တယ်ပြီးတော့သိရမလားဟိုဟိုအရင်ဟိုဗျာဟိုအစားသွင်းလိုက်တာမျိုးတော့ အဲ့လိုမျိုးတိတ်ပြီးတော့ကျွန်တော်မလုပ်ဖြစ်ဘူးဘာသာရေးနဲ့ပဲကျွန်တော် AC အဲကိုကိုကိုပါကိုတရားထုတ်လိုက် AC ပဲနေခဲ့တဲ့ခါကျတော့ဟိုအဲ့ဒါကြီးကတော့အရင်ကတော့လည်းပြန်ပြောကျွန်တော်ပါဘူးကို AC ပဲဖြစ်နေပြီဆိုတဲ့ခါကျတော့အဲ့လိုတော့လည်းမဟုတ်ပါဘူးအစွဲလင်းကအာဆွဲလင်းရန်ကြီးရတဲ့မှာတော့မပါဘူးဒါမဲ့ဟိုကျွန်တော်ကဟိုဘယ်လိုပြောမလဲမပြောသလိုချစ်တော့ချစ်တတ်တယ်ဒါမဲ့ဟိုအရင်နောက်ကအသိမ့်မလိုက်သွားဘူးပါ အရင်ထဲမှာပဲချင်းချင်းနေလိုက်တယ်သိရမလားအရင်အဲ့လိုမျိုးဟိုဟိုခံစားပြရတယ်မှတော့မပါဘူးဟုတ်ဟုတ်အခုနဲ့သိမသက်ဆိုင်လို့ခံစားရတယ်ကွာအလုံးလုံးဝရက်ထားတဲ့ချစ်ဆိုတဲ့ကိစ္စကြီးရောအင်းအဲ့လိုတော့မလိုက်ဖလောက်တော့ချင်တာပဲအရွယ်တစ်ခုရရောအတွေ့အကြုံရပါတော့နော်ဟိုကျွန်တော်အောင်မြင်အောင်တခြားပြန်လို့ရှင်သေးတယ်ဟိုအရွယ်ကလည်းကြီးလာပြီပေါ့နော်အော်ရှင်းမှာတော့ကျွန်တော်အရွယ်တခုရကျွန်တော်တေချာပြန်ပြီးတော့ကြိုးစားမယ်ဆိုတဲ့အချိန်မှာဒီလိုမျိုးတွေဟို ရက်သွားတဲ့အခါကျတော့ကျွန်တော်အနေနဲ့အများကြီးစူးစမ်းပြောက်ခွင့်မရခဲ့တာရှိတယ်။ဆိုတော့အရင်တော့ကိုလှုပ်ရှင်ခဲ့တဲ့ဆန္ဒတွေကိုအခုဟိုကျွန်တော်အခွင့်အရေးတွေလည်းပြင်ရလာပြီဆိုတဲ့အခါကျတော့ဟိုအဲစူးစမ်းခြင်းနဲ့စိတ်ပဲရှိပါတယ်။ကျွန်တဲ့အခြေအနေတွေပိုင်းကလုံးဝခောက်ထားတယ်ကွာ။မရှိတော့တော့အဲလူပြောပြောမရတယ်။ပြောလို့မရဘူးဗျာနော်စကားကကြုံတော့လည်းမကောင်းဘူး။ဒါပေမဲ့အခုကတော့ AC ပဲကျွန်တော်အဲ့ကိစ္စတွေကတော့ဘာမှပြောချင်တဲ့စိတ်တော့မရှိဘူးဟာ။ဟုတ်ကဲ့ပါကျွန်တော်ပရိသတ်တွေနဲ့လည်းအများကြီးလှမ်းဝင်နေကြကြပါတော့။ အခုချင်းဒီကိုနှစ်တွေကြာပြီးအပေးနေခဲ့ကြတာပြည်သက်တွေအများကြီးကိုကျေးဇူးတင်ပါတယ်လို့ကျွန်တော်အခုသချင်းတွေလည်းဒီရှစ်လလောက်ကျွန်တော်တော့ဖို့ကျွန်တော်ပြင်ဆင်နေပါတယ်ဟိုဇလန်းတွေလည်းကျွန်တော်ပြန်ရိုက်ဖို့ပေါ့နော်အခုပြန်ပြီးတော့ပြင်ဆင်နေပါတယ်လို့ဆက်လက်ပြီးအပေးကြပါဦးလို့ပြောချင်ပါခင်ဗျာ